မင်္ဂလာပါဒီနေ့လေခွင်းထဲမှာရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလေထဲတွေမှာလာအိမ်မယ်ဆိုရင်ပေါ့နော်တညကိုတယောက်ကို900ယူတယ်ဗျာနော်ညဆိုရင်လည်းထမင်းရှိတယ်မနေ့ဆိုရင်လည်းထမင်းရှိတယ်ပေါ့ဗျာနော်ဒီနေရာတွေမှာဆိုရင်ကရင်တက်တက်ပဲဗျာနော်ကျွန်တော်တို့ကရင်စကားပြောတတ်မယ်ဆိုရင်တော့အေးဆေးပဲဗျာခုနကကျွန်တော်ဗာကြီးတယောက်နဲ့စကားပြောဖြစ်တယ်ပေါ့နော်သူပြောတယ်တွားလေကြီးတဲ့အေးဆေးပဲတဲ့ဘာမှမဖြစ်ဘူးတဲ့တွားလေလို့ရတယ်တဲ့ဒါပေမဲ့အဲ့တည်းရှိတဲ့တဲမှာဆိုရင်တော့မတွားနဲ့ပေါ့သူပြောတယ်နော်မကောင်းဘူးပေါ့ဗျာနော်ဟာသူများကိုအနောက်ရှက်ဖြစ်မှာဆိုလို့ပေါ့နော် မှကျွန်တော်တို့ဒီဒီတဲမှာလာကြည့်လိုက်မှာရှေ့ပဲเนาะတော်တော်လာတယ်ညနော်တဲကလေးတွေအရင်လာတယ်ညနော်ကျွန်တော်အထဲမှာတော့ကြည့်လို့ရလားလူမရှိတော့ကြည့်လို့ရမယ်ဒီနေညနော်အော်အထဲမှာဒီလိုရှေ့ပဲเนาะဒီလိုမျိုးတဲတွေမှာတော့ချစ်တူရီစာနဲ့လာမယ်ဆိုတော့တားကိုလွတ်လပ်တော့ပေါ့တာရှေ့ပဲပေါ့လားမင်္ဂလာပါဒီနေ့လေခွင်းထဲမှာရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလေတဲတွေမှာလာအိတ်မယ်ဆိုရင်ပေါ့နော်တညကိုတယောက်ကို900ယူတယ်ဗျာနော်ညဆိုရင်လည်းထမင်းရှိတယ်မနေ့ဆိုရင်လည်းထမင်း ရှိတယ်ပေါ့ဗျာနော်ဒီနေရာဒီမှာဆိုရင်ကရင်တက်တက်ပဲဗျာနော်ကျွန်တော်တို့ကရင်စကားပြောတတ်မယ်ဆိုရင်တော့ AC ပဲဗျာခုနကကျွန်တော်ဗာကြီးတယောက်နဲ့စကားပြောဖြစ်တယ်ပေါ့နော်သူပြောတယ်တွားလေကြီးတဲ့ AC ပဲတဲ့ဘာမှမဖြစ်ဘူးတဲ့တွားလေလို့ရတယ်တဲ့ဒါပေမဲ့အဲ့တဲ့ရှိတဲ့တဲမှာဆိုရင်တော့မတွားနဲ့ပေါ့သူပြောတယ်နော်မကောင်းဘူးပေါ့ဗျာနော်ဟာသူများကိုအနောက်ရှက်ဖြစ်မှာစိုးလို့ပေါ့နော်မှကျွန်တော်တို့ဒီဒီတဲမှာလာကြည့်လိုက်မှာရှေ့ပဲနော်တော်တော်လာတယ်ဗျာနော်တဲကလေးတွေအရင်လာတယ်ဗျာနော်သူတို့အဲထဲမှာတွားကြည့်လို့ရလားလူမရှိတော့ကြည့်လို့ရမယ်ထင်တယ်ဗျာနော်အော်အဲထဲမှာဒီလိုရှေ့ပဲနော် ီလိုမျိုးတဲတွေမှာတော့ချစ်တူရေးစားနဲ့လာမယ်ဆိုတော့တအားကိုလွတ်လပ်တော့တာကျဲပဲပေါ့လား